ရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့မန္တလေးကိုစားပြုကလပ် SP အမျိုးသမီးတင်ပါဝင်တဲ့အမျိုးသမီးအာဆာချန်ပီယံလိအုပ်စုပွဲစဉ်တွေကိုရန်ကုန်မြို့သူဝနာအာဇာကွင်းကြီးထဲမှာစတင်ကျင်းပနေပြီဖြစ်ပါတယ်အခုဆိုရင်အုပ်စုအဖွဲ့ပွဲစဉ်တွေဝယ်ရှင်မြန်ကစားပြုသွားခဲ့ပါပြီဂျမန်ကလပ်တိုချိုဘာရီဘီလီဇာနဲ့မြောက်ကိုရီးယားကလပ်နေကိုရန်တို့ရှင်မြန်ခဲ့တာဖြစ်ပါတယ်ခင်ဗျာဒီပွဲစဉ်မှာဂျပန်ကလပ်တိုချိုဘာရီဘီလီဇာကနေကိုရန်ကိုလေကိုကိုမရှိစေရလာနဲ့အနိုင်ရရှိသွားခဲ့ပါတယ်မြောက်ကိုရီးယားကလပ်နေကိုရန်ကမာကုံမြင့်နဲ့တိုးဝါရှိတယ် ကစားအကောင်းနဲ့ဆိုတာပဲရှိခဲ့တယ်ခင်ဗျနီးစနစ်နဲ့နီးပြူအပိုင်းဆန်အောင်မှာတော့ဂျပန်ကလပ်တိုကျိုဘာရီပီလီဇာကိုဘယ်လိုမှမရှင်နိုင်ခဲ့ဘူးပထမပိုင်းမှာနောက်ကိုရီးယားကလပ်နေကိုရန်ကစားတာတိတ်မဆိုးလာဘူးဒါပေမဲ့ဒုတိယပိုင်း55မိနစ်မှာတော့လုံးဝကိုဟန်ချက်ပြတ်သွားခဲ့တယ်ဂျပန်ကလပ်တိုကျိုဘာရီပီလီဇာပဲပွဲကိုစိတ်ကြိုက်ဆုံးမှုပြီးတော့ကစားသွားခဲ့တယ်ခင်ဗျဂျပန်ကလပ်တိုကျိုဘာရီပီလီဇာပထမပိုင်းမှာတော့တကူကူမရှိဆွဲရလာနေပဲဥဆောင်နိုင်ခဲ့တယ်ပထမပိုင်းမှာဂျပန်ကလပ်တိုကျိုဘာရီပီလီဇာကဘယ်ချမ်းကနေဘောလုံးရတယ်ပြီးတော့ဂိုးရီရတဲ့မှာရှိနေတဲ့ကစားသမားကိုမျောထိုးပေးလိုက်တယ်ဒီကစားသမားက မြန်နှုံးမြင့်နဲ့ပြေးအားနဲ့တောင်းပြတ်လှမ်းကန်တဲ့အချိန်မှာနေကိုရန်ကုန်ကပုတ်ထုတ်လိုက်တယ်။ဒါပေမဲ့အန်ထွက်လာတဲ့ဘောလုံးကိုဂိုးရှိမှာအသင့်ရှိနေတဲ့တိုဂျိုပါရီဘီလီဇာကစားသမားကအသာအရာပိတ်သွင်းပြီးတော့အဖွင့်ကိုသွင်းပေးသွားခဲ့တာဖြစ်ပါတယ်ခင်ဗျ။ဒုတိယအိမ်မှာဆိုရင်လည်းဂျပန်ကလပ်တိုဂျိုပါရီဘီလီဇာကတောင်ပံနှစ်ဖက်တော်တော်ကောင်းခဲ့တယ်။အထူးဖြင့်ညာတော်မှာကနေထိုးပေါက်တာတွေကိုလုဆောင်ခဲ့တယ်ခင်ဗျ။ဒုတိယကိုကတော့လက်ပြပေါ်မြောက်ပေးလိုက်တယ်အဲ့မှာဒီကစားသမားကရလာတဲ့ဘောလုံးပေါ့လေအဲ့ဒါကိုတိုဂျိုဘာရီပီလီဇာက ကိုရီးယားကမှရှိတဲ့ကစားသမားကိုနှောထိုးပေးလိုက်တယ်ကိုရီးယားကမှရှိတဲ့ကစားသမားကသူ့ကိုပိတ်ဆို့ထားတဲ့နေကိုရန်ကစားသမားကိုလိန်ခေါက်လိုက်တယ်ပြီးတော့ရှေ့မှာခံစစ်မှုနှစ်ယောက်ရှိနေတဲ့အနေထားကနေသူကအားပြင်းပြင်းနဲ့ကိုယ်တိုင်တောင်းတဲ့ကိုလိမ့်မောကန်သွင်းသွားတာဖြစ်ပါတယ်ခင်ဗျအဲ့ဒီမှာရင်တွကြပါရီဗီဒီစာနှစ်ခုပြနိုင်လိုက်တော့တော်တော်လေးကိုအဆင်ပြေသွားတယ်အဲ့နောက်သိမ့်မိကြခင်မှာပဲတတိယကိုထပ်ရောက်လာတယ်ဒီကိုကတော့နီးပြပိုင်းဆန်ပါနေတယ်လို့ပြောရမှာခင်ဗျ သူကကွင်းလျာနေဘောလုံးရပြီးတော့နှုတ်ထိုးပေးလိုက်တယ်ဒီဘောလုံးကိုဂိုးရီယာတွေမှာရှိတဲ့ကစားသမားစီကိုပို့လိုက်တဲ့အချိန်မှာဂိုးရီယာတွေအဲမှာရှိနေတဲ့ကျောင်းနံပါတ်16ဒီကစားသမားကညံနှုတ်နဲ့ပြေးထွက်သွားပြီးတော့ဘောလုံးကိုတောင်းဖြတ်ကန်သွင်းသွားတာဖြစ်ပါတယ်ခင်ဗျသဟုတ်တာကိုကလည်းအဲ့လိုတူးချင်းရင်ဆိုင်အနေထားနဲ့ကန်ရတာပေါ့လေကွင်းလျာနေဘောလုံးရတယ်နှုတ်ထိုးပေးလိုက်တယ်အဲ့ဒီညာကျောင်းမှာရှိနေတဲ့ကစားသမားကဘောလုံးကိုဆွဲပြစ်ပြီးတော့ဂိုးရီယာတွေဝင်နေအပြင်းနဲ့ကန်ချက်နဲ့ကန်သွင်းပြီးတော့ကိုရယူသွားခဲ့တာဖြစ်ပါတယ်အဲ့တော့ဂျပန်ကလပ်တိုကျိုပါရီဘီလီဇာကတော့ ဖွင့်လာပါသွားခဲ့ဖြစ်ပါတယ်။မြောက်ကိုရီးယားကလပ်နေကိုရန်ကတော့အခုခြေစွမ်းတိုင်းဆိုရင်အကောင်းဆုံးအုပ်စုတတိယရရှိဖို့သာကြိုးစားဖို့ရှိနေပါတယ်ခင်ဗျ။ဒီတော့မြန်မာနိုင်ငံကိုစားပြု SP ကလပ်အသင်းနေနဲ့ဒီနေ့အုပ်စုဖွင့်ပွဲစဉ်မှာဘလို့ရလက်ရအောင်နိုင်မလဲဆိုတာညခွာနာယူရောက်ရင်ဆက်လက်ဆောင်ကြည့်ရတော့မှာဖြစ်ပါတယ်ခင်ဗျာမြန်မာကလပ် SB အသင်းကတော့တောင်ကိုရီးယားကလပ်ဆူဝမ်အသင်းကိုအုပ်စုအဖွင့်ပွဲစဉ်မှာရင်ဆိုင်မှာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအပိရပိဒါအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ